cross 30တင်ပြီးရှက်စရာကောင်းတဲ့အရှုံးနီးပြအမူရင်းပါလို့မလဲဒေါက်တာဟန်နဲ့ဆွန်အတွက်တော့ flat လုံးရလိုက်တာအမြတ်ပါပဲဒါပေမဲ့နှစ်သိန်းစလုံးမကောင်းခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်မင်္ဂလာပါခင်ဗျာ soccer history ကနေကြိုဆိုပါတယ်ဒီ video ကို YouTube ကနေကြည့်နေရဆိုရင် VPN နဲ့ခံပြီးကြည့်ပေးကြပါဒီပွဲမှာ amorin အတွက်အဖြစ်တစ်ခုပေါ်သွားတဲ့ပွဲပါ amorin နောက်ရာသီပါဆက်လုံးမလဲစောင့်ကြည့်ရပါတော့မယ် united အခက် top ten ဟန်အချက်ဖြစ်ခဲ့တဲ့ပွဲပါဒီဘွဲကိုအချက်၃ချက်နဲ့ပြပြပေးပါမယ်။နောက်ဆုံးမှာအပူအနေနဲ့ United Fan တွေအတွက်တီးတန့်ထင်မြင်ချက်လေးကိုလည်းထည့်ပေးထားပါဗျ ဗီဒီယိုလည်းမစခင်တခုလောက်ပြောကြပါမယ်။ဒီ TikTok အကောင့်ကကျွန်တော်တို့ဟာမဟုတ်ပါဘူး။သူတို့ကသူတို့ official လို့တောင်ရေးထားပါသေးတယ်။ official ရဲ့နောက်မှာ1ပါနေတဲ့အဲ့ဒီအကောင့်ကသူ့ပါ။အစ်စ်မှာ1ဆိုတာမပါသလိုကျွန်တော်တို့ Facebook page ရဲ့ဒီ link ကနေသွားလို့ရပါတယ်။ဒီအကောင့်ကစကားသွားပြောတော့လည်းစမပြန်ပါဘူး။စာတွေကိုလည်းသူတို့ကသူ official အောင်ဆောင်ပြီးပြန်ပါတယ်။အခုဒီ video အောင်ခဏဆောင်ပါ။သူလုတ်ပေးမယ်ဆိုပဲကျွန်တော်သွားရတဲ့ comment နိုင်ကိုလည်းဖျက်ပစ်ပါတယ်။ဒီအကောင့်ကို report ထုတ်ပေးကြပါဦး။ကျွန်တော်ကိုယ်တိုင်လည်းဒီအကောင့်ကိုဒီတိုင်မထားပါဘူး။ တစ်တော့မှာ soccer history အတူတူအောင်တော်တော်များလာပါတယ်အဲ့ဒီအောက်တွေအကုန်ပြတ်ကြဖို့အတွက်ကျွန်တော်မကြခင် copyright တင်တော့မှာပါလောလောဆယ်အစစ်မဟုတ်ကြောင်းမဲ့အတိပေးထားတာ report လဲဝိုင်းထုတ်ပေးကြပါဦးတစ်ပွဲကြောင်းနီးစနစ်ပိုင်းမပြောခင်ပွဲကြောင်းကိုရင်ပြောပါမယ် Amorin ကဒီဖလားကိုအယုံဆိုင်ကစားခဲ့တယ်ဆိုပြီး Premier League ကိုအယုံဆိုင်ခဲ့ဘူးပြောပြီးမြဲအခုဒီဖလားပါမရခဲ့ပါဘူး ဒီတော့သူပြောခဲ့သလိုပွဲပြီးမှဖီးယားတံကိုခန်းစားရတော့မှာပါ။နောက်ပြီးအခုချိန်ထိအာမိုရင်ဘတ်မှာအသင်းပုတ်အဖွဲ့ရှိသေးတယ်ဆိုပေမဲ့လာမယ့်ရာသီအတွက်တေချာပြင်ဆင်ဖို့လိုပြီးဆိုတဲ့အသည့်တစ်ခုတော့ရသွားလောက်ပါပါ။စပါးနီးပြားကလည်းဒီဖလားတံမရခဲ့ရင်တေချာဘောက်အသင်းကသူ့ကိုထုတ်ပယ်သွားတော့မှာပါ။အခုတော့ဖလားတလုံးရသွားတဲ့အတွက်မထုတ်တော့တာမျိုးလည်းဖြစ်နိုင်ပါတယ်။နေ့ analysis United ဘက်အချံကိုအရင်ပြောပါမယ်။ဒီပွဲမှာအာမိုရင်ကသူ့ရဲ့၃-၄နှစ်တင်မှာ သူတွဲနေကြဥကာတီနဲ့ကက်စီရိုမတွဲပဲဘရူနိုကို နောက်ဆင်းခိုင်းပြီးမောင်းကိုရှေ့မှာအာမတ်နဲ့တွဲပြလိုက်ပါတယ်။ဒီလိုင်းထွက်လာတဲ့ကအဆင်မပြေဘူးလို့ထင်ပါတယ်။တိုက်စစ်မှာအာမတ်နာနေတဲ့အချိန်တုန်းကအဲ့ဒီနေရာမှာဘရူနိုနဲ့ကာနာချုပ်ကိုတွဲပြခဲ့ပါတယ်။ခုအာမတ်ပြန်ကောင်းလာတော့အာမတ်နဲ့ဘရူနိုတွဲပြသင့်ပြီမယ်။အခုဘက်မှာမေဆင်မောင်းကိုတုံးချင်လာကြောင်းဘရူနိုကိုနောက်ပို့လိုက်ရတာပါ။ဒီမှာခန်းစစ်လိုင်းအတွက်ကူပေးနိုင်တာကကက်စီတယောက်ပဲရှိပါတော့တယ်။ကက်စီကအသက်အရွယ်ရတက်ပြီးရင်ပြန်မစင်းနိုင်တော့ပါဘူး။ အရင်ကကက်စီတက်သွားရင်ဦးကလေးကအဲ့ဒီအပေါက်ကိုဖာပေးနိုင်ပါတယ်ဘရူနိုကခန်းစစ်ကိုနည်းနည်းမှမကူပေးနိုင်ပါဘူးတိုက်စစ်ကြတော့လေသူကစားနေတာပစ်ဝိုင်းဆိုတော့အရှိကိုထင်သလောက်မကူညီနိုင်ခဲ့ပါဘူးအဲ့ဒီမှာဘရူနိုကဟိုမြောက်တင်မြောက်ဖြစ်နေတယ်လို့ထင်ပါတယ်ဒီမှာဆိုရင်လေအသင်းနောက်တန်းကဘောလုံးပေးတဲ့အချိန်ဘီတွင်းတဲ့ line မှာလူမရှိပါဘူးပေးစရာလူကိုရှိမနေတာပါစပါတင်မဟုတ်ပါဘူး United ဘက်ကလည်း cross တွေတင်နေပေမဲ့အလုံးဖြစ်ခဲ့ပါဘူးဒါကတိုက်စစ်ပိုင်းမှာခန်းစစ်မှာတော့ လူရှော့ကတော်တော်လေးအဆင်မပြေခဲ့တာပါလူရှော့က4ဘက်မှာအဆင်ပြေပေမဲ့3ဘက်မှာအဆင်မပြေဘူးလို့ထင်ပါတယ်လူရှော့၃နိုင်အဆင်မပြေတာဒီတပွဲတည်းတော့မဟုတ်ပါဘူးဒီပွဲမှာလူရှော့ကတော်တော်အမားများခဲ့တာပါဒီပွဲမှာ Spire တိုက်စစ်အများစုကလူရှော့ဘက်ကနေပေါက်တာများပါတယ်ဒီက Heat ဘက်မှာဆိုရင်လည်း Spire တိုက်စစ်ကလူရှော့ဘက်အချမ်းကပုံပြီးအလုံးဖြစ်ခဲ့တာကိုတွေ့ရမှာပါ Spa က၄-၃တင်တဲ့ပွဲထွက်လာခဲ့ပြီး Spa ကငကိုယ်တွေကတောင်မန်ကိုအပြုတ်ကစားခဲ့တဲ့အတင်မှာ Spa ကတစ်ချိန်လုံး Cross တင်နေတဲ့အတင်မှာဒါကို Spa Fan ဆိုပို့သိမှာပါ ကျွန်တော်ခုနကပြောတဲ့ United အခက်စပါအချက်ဆိုတာဒါပါ United က3 pass ဆိုတဲ့အခြေအနေမှာတစ်ဖက်ကလည်းတောင်းမန်အားပြုပြီးတစ်ချိန်လုံး cross တင်ဖို့ကြိုးစားနေတာပါဒီအတွက်ဒီနေရာမှာ space တွေအများရှိနေတတ်တာပါဒါကြောင့်ပဲ United ရဲ့အားနည်းချက်က spa ရဲ့အားသာချက်ဖြစ်နေရတာပါစပါးသားခန်းစစ်၄ယောက်နဲ့အသင်းကိုစုခတ်ခဲမှာပါဒါကပဲအာမိုရင်းကစပါးနဲ့တွေ့တိုင်းရှုံးရတဲ့အကြောင်းရင်းပါပဲစပါးကလည်းနိုင်သွားပြီမဲ့အထင်ကြီးစရာမရှိပါဘူးတစ်ချိန်လုံး cross နေတာပါ United ကလည်းထိရောက်တဲ့ကစားပုံမျိုးတိတ်မတွေ့ကြရပါဘူး စပါရသွားတဲ့ဂိုးကလည်း cross ကပဲဖြစ်ပြီးတောင်မန်ကဖြတ်တင်လိုက်တာကိုပိတ်သွင်းတဲ့အချိန်မှာလူရှော့ရဲ့လူကပ်ပေါ်အားနေတဲ့အပြင်အိုနနာရဲ့ညံဖျင်းမှုကိုလည်းတွေးကြရပါတယ်။အိုနနာကဒီတစ်ပေါက်ထဲပိတ်ဆရာရှိတာကိုအဲ့ဒီအပေါက်ကိုဝင်အောင်ဝင်သွားပါတယ်။ဒီမှာဘောလုံးဆက်ဆွဲလာတဲ့အချိန်က Silvers 4အချိန်နေပါ။ဒီမှာဘောလုံးကို white ကိုထုတ်လိုက်တဲ့အချိန်မှာ2-3အချိန်နေပါ။ဒါကိုမတားနိုင်ပဲဖြစ်ခဲ့ရတာပါ။ Bruno ကနောက်မှာပါလာတဲ့ကစားသမားကိုလူကပ်မထားပါဘူး။ဒါက Bruno ကခံစစ်မကစားတတ်တာသိတာပါပဲ။ဒါလည်းသူ့မှာမဟုတ်ပါဘူး။ ရူနိုကိုဒီနေရာထားတဲ့နေပြအပြစ်လို့ပဲပြောကြမှာတဲ့ဒီနေရာဥကလေးဆိုရင်လူကထားမှာပါဒီမှာဘရူနိုသတိမမှုမိတာကနေအဲ့ဒီကစားသမားက space ကျဲတဲ့ကိုပြေးထွက်သွားခဲ့ပါတယ်နောက်ပြီးဒီမှာမဆာအူရီနဲ့ကက်စီနှစ်ယောက်လုံးရှိနေရတဲ့အဲ့ဒီကြာကနေဒီဘောလုံးထွက်လာတာလဲအပြစ်ပြောကြင်စရာပါဒီတော့ဒီလုံးမှာအားလုံးအပြစ်ပြောစရာဖြစ်ခဲ့ပါတယ်နောက်ပြီးစပါဘက်ကဒီဘက်မှာဆွန်ကို လူစင်းကခြံထားခဲ့တာမှန်ကန်တဲ့လောက်ရတစ်ခုဖြစ်ခဲ့ပါတယ်။စွန်ကအသက်အရ30ကျော်နေပြီဖြစ်လို့ကြာနေပါပြီ။တောင်မန်ကစားသမားတယောက်အနေနဲ့ကြာနေပြီဖြစ်တဲ့စွန်သာဒီပွဲပါလာရင်စပါကတိုင်ပတ်မှာပါ။စွန်ဝင်လာတဲ့ဒီလုံးမှဆိုရင်စွန်ကတံမြန်တိုက်စစ်ကိုတော့ကောင်းကောင်းအသုံးမချနိုင်ခဲ့တာကိုတွေ့ရပါပါ။စွန်ကငိုရဲကအတိုးကစားသမားဆိုတော့မတိုးနိုင်တော့တာကနှမျောစရာပါ။နောက်ပြီးအာမိုရင်းကိုအပြစ်တင်စရာတစ်ခုရှိပါတယ်။ဒါကတော့အာမိုရင်းလူစားလဲတာနောက်ကြတာပါ။သူ့လူစင်းကိုလုံးဝယုံကြည်နေပုံမှာ ဒီမှာဆိုရင်လူစားလေပြီးနောက်ပိုင်းရခဲ့တဲ့အကောင်းဆုံးအခွင့်အရေးပါဇက်စီးက9ရောက်တန်းခန်းစစ်ကနေလွတ်နေတဲ့စပီတဲကိုဝင်ပြီး between the line မှာဘောလုံးဆင်းတောင်းပါတယ်အဲဒီနောက်သူ့ရဲ့ movement ကြောင့်ရလာတဲ့ဘေးကစပီတဲကကစားသမားကိုပေးလိုက်ပါတယ်အဲဒီခိုက်တံမှာဒီကစားသမားကဒီကိုမဖြစ်မနေလာကတ်တဲ့အချိန် Bruno ကို open space ပေးသလိုဖြစ်သွားပါပြီ Bruno ဒီလုံးကို6နဲ့ထိန်းခံရင်ဝင်နိုင်ပေမဲ့စိတ်လောပြီးခေါင်းနဲ့တိုက်လိုက်တာက United နဲ့နာသွားတာပါပဲ ပြောချင်တာကဒီလူစားလဲပြီးအချိန်မှာ plan B မှာ Bruno ကသူ့နေရာသူပြန်ရောက်သွားတဲ့အချိန်ဘလောက်အသုံးဝင်ခဲ့တယ်လဲဘလောက်အလုပ်ဖြစ်ခဲ့တယ်လဲဆိုတာပါဒါပေမဲ့ Amorin ကလူစားလဲတာနောက်ကျခဲ့တာပါခေါင်းမာခဲ့ပါတယ်သူကလူစားစောစောလဲခဲ့ရင်အဖြေပြောင်းနိုင်ရင်လည်းပြောင်းနိုင်မှာပါအချက်လက်ရ United ဘက်ကဘောလုံးပိုင်ဆိုင်မှု83ရာခိုင်နှုန်းတိရှိခဲ့ပြီး Spa က28ရာခိုင်နှုန်းပဲရှိခဲ့ပါတယ် 5ပေါက်ကန်တဲ့ကြမှာ United က16ကြိမ်ကန်ပြီး6ကြိမ်5ပေါက်တည်ခဲ့ပါတယ် Spurs ကတပွဲလုံး3ကြိမ်ပဲကန်ပြီး2ကြိမ်ပဲ5ပေါက်တည်ခဲ့တာကနေအဲ့ဒီတည်တဲ့တစ်ကြိမ်က5ဖြစ်သွားခဲ့တာပါဒါကြောင့် Onana ဘလောက်ညံ့နေတယ်ဆိုတာစဉ်းစားကြည့်ပါဒီဘက်မှာ Onana ရဲ့မပြတ်သားတဲ့ထွက်ပုတ်မှုတွေလူစီမရောက်ပဲကန်တင်ပို့ပေးမှုတွေကလည်းစိတ်ပြက်စရာပါ၃ချီးကျူးရမယ့်သူနဲ့အပြစ်ပြောရမယ့်သူများ ဒီဘက်မှာအရင်ဆုံးအပြစ်ပြောချင်တာကတော့နီးပြအမိုရင်းရဲ့ line ပါနောက်ပြီးလူစားလက်ဖို့ကောင်းမှနေခဲ့တာကိုလည်းအပြစ်တင်ချင်ပါတယ်ဘာရီစဉ်းစားနေခဲ့လဲမပြောတတ်ပါဘူးနောက်ပြီးလူရှော်ဝိုင်လန်အိုနာနာဒီကစားသမားတွေကိုရောင်းထုတ်တင်ပါပြီဒီကစားသမားတွေလာမယ့်နှစ်ရှိနေသေးတယ်ဆိုရင် United ဆက်ပြီးကြာရှုံးနေအောင်ပါ United ဘက်ကချီကျူးရမယ့်ကစားသမားကမကွာရတယောက်ပဲမြင်ပါတယ် Spurs ဘက်ကတော့နီးပြကိုချီကျူးရမှာပါဒီဘက်မှာစွန်ကိုခြံထားခဲ့တာရောတကူရပြီးတဲ့အချိန်ခံစစ်နှစ်ထပ်ပုံစံပြောင်းလိုက်တာပါ နောက်ပြီးစပါကူသမားနဲ့ဒီလုံးကို၉စီးပေါ်ကဖြတ်ထုတ်တဲ့ကစားသမားကိုချီးကျူးခြင်းပါတယ်သူတို့နှစ်ယောက်ကြောင့်စပါကူပြန်မပေးခဲ့ရတာပါအပူအနေနဲ့ United ပြည်သက်တွေအတွက်ထင်မြင်ချက်လေးတစ်ခုကိုပြောပြပါမယ်ဒီရှုံးပွဲပြီးမှာအာမိုရင်းက United နဲ့ကိုက်ညီရလား free back က EPL မှာအဆင်ပြေပါမလားစတဲ့မေးခွန်းတွေရှိခဲ့တယ်လို့ကျွန်တော်ကိုယ်တိုင်လည်းတန်မြာဝင်ပါတယ် United EPL မှာအဆင်မပြေပေမဲ့ဥရောပမှာအဆင်ပြေတာကဥရောပမှာအင်္ဂလန်အသင်းတွေမဟုတ်လို့လား EPL အသင်းနဲ့နောက်ဆုံး final မှာတွေ့တဲ့သူ့ရဲ့ကစားဘွက်ကလည်းအရှုံးပေးခဲ့ရပြန်ပါတယ်ဒီတော့ EPL ကလပ်မဟုတ်တဲ့အသင်းတွေနဲ့ပဲအဆင်ပြေမယ်ဆိုရင် Amorin United မှာအဆင်ပြေနိုင်မှာဟုတ်ဒါမှမဟုတ်ကစားသမားတွေချောင်းဆိုရင်ဒါမဲ့ရသည်ကစားသမားတွေဖြည့်ပြီးတဲ့အခါစောင့်ကြည့်ရမှာပါဒီဘွက်အရှုံးကနေအမျက်တစ်ခုရလိုက်တာရှိပါတယ်ဒါကတော့ဒီဖလားသာရသွားရင်မေးစင်ပေါင်းကအဆင်ပြေတယ်။အိုနာနာကလည်းနောက်ရသည်ဆက်ရှိမယ်။ကက်စီလည်းဆက်ရှိနေမယ်။ဝိုင်လန်လည်းရောင်းပြစ်ချင်မှရောင်းပြစ်မယ်။ ်အခုတော့ဒါတွေကအသင်းမှာမရှိသင့်တဲ့ကစားသမားတွေဆိုတာကိုယ့်ရဲ့ကိုယ်ကိုယ်ပေါ်သွားပါပြီပြီးတော့ final ကအရှုံးကြောင့်ဒေါ်သာထွက်နေတဲ့ United ပြည်သက်တည်းရဲ့ဖိအားပေးမှုကြောင့်လာမယ့်ရာသီအကြီးကျယ်ပြင်ဆင်ရပါပါဒါကအရှုံးတွေကအမြတ်ပါဒါကဖလားရတာထပ်ပို့ပြီးအသင်းရဲ့အနာဂတ်အတွက်မရှိသင့်တဲ့ကစားသမားတွေရှင်းထုတ်ပစ်ပြီးနီးပြအာမိုရင်လိုချင်တဲ့ကစားသမားတွေဖြစ်တင်းပေးရတော့မှာပါနီးပြကိုတော့အစဉ်ပြေလားဆိုတာနောက်တရာသီတော့စောင့်ကြည့်ရအောင်ပါပါအခုကရာသီဘက်ကနေလက်လွှဲယူရတာမလို့စောင့်ကြည့်ရအောင်ပါပါဒါပေမဲ့3ဘက်ကိုတော့ ျွန်တော်ကိုယ်တိုင်လည်း EPL မှာအဆင်ပြေပါမလားစိတ်ပူနေမိစေပါစပါအတွက်ကတော့ဖလားရတာပြောစရာပဲတိဆောက်စဲကာလာမဟုတ်ပဲနီးပြရဲ့တစ်ချိန်လုံးဖြတ်တင်ဘောပဲကစားတက်တဲ့နီးပြကိုထုတ်ဖို့ခတ်သွားလို့နောက်တရာစီတိုင်ပတ်အောင်ပါပါ UCL ဝင်ဝင်လည်းရတော့လူခေါ်ပေးနိုင်မှုလည်းလိုအပ်တင်ပြန်ပါတယ်ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ video လေးတင်ဆက်ပေးပြီဆိုတော့အခုကျွန်တော်လည်းပါနောက်ထပ်လေး video တွေ technical analyze video ကိုတင်ဆက်ပေးသွားမှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပြီးကြောက်အောင်ခင်ဗျာကောင်းပါမှာ YouTube link တွေချပေးထားပါတယ် ားလုံးကိုကျေးဇူးတင်ရှိပါရခင်ဗျာ။